အားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ TIU YouTube Channel တို့ကနေကြိုဆိုပါတယ်ကျွန်တော်အာဆင်နယ်အသင်းရဲ့ဒဏ်ရာကစားသမဂိုင်ဟာဖတ်နဲ့ပတ်သက်ပြီးတော့ဒါဒီကနေ့26ရက်နေ့မှာတက်လာတဲ့သတင်းတွေအရာပေါ့လေဒါဂိုင်ဟာဖတ်ကဒါ trainee ကွဲမှာဒါတူးချင်း trainee တွေပြုလုပ်လျက်ရှိပြီးတော့ဒါသူ့အတွက်တီးတန့်နီးပြနေပါလေတူဦးချင်း trainee တွေပြုလုပ်လျက်ရှိတယ်ဆိုပြီးတော့သတင်းဌာနတချို့ကဖော်ပြထားတယ်။ Kai Harvard အနေနဲ့လာမဲ့ဒါအ အခုစက်တင်ဘာဒါအောက်တိုဘာကြလို့ရှိရင်ဒါအသင်းနဲ့ပြန်လည်ပူးပေါင်းလာနိုင်မှာဖြစ်သည့်တိုင်အောင်ဒါအခုချိန်နေရပါလေဒါကျွန်တော်တို့ဒါစက်တင်ဘာလမကုန်ခင်နေရတအူးချင်းထွေနေဒီပြုတ်လုံနေတယ်ဆိုတာကတော့ဒါအာဆင်နယ်အသင်းအတွက်ဒါအခြေအနေကောင်းတစ်ခုဖြစ်ပြီးတော့ဒါကျွန်တော်တို့အာဆင်နယ်ပြိတ်သက်တွေအတွက်လည်းဒါသတင်းကောင်းတစ်ခုပဲဗျာ ဒါကိုင်ဟာဘတ်စိုးစိုးစီးပြန်လာနိုင်တယ်ဆိုလို့ရှိရင်တော့ဘာဖြစ်ဖြစ်ဒါအာဆင်နယ်အသင်းရဲ့မီကေအာတေတာအနေနဲ့ဒါတိုက်စစ်မှာရွေးချယ်စရာနောက်တစ်ခုအဖြစ်ဒါရှိသွားပြီးတော့အာဆင်နယ်အသင်းရဲ့စကွတ်တပ်ပို့ပြီးတောင်းတင်းလာမယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်ရတော့ဒါစီဗီလာကွင်းလေကစားသမားဒါလူစီယန်အကူမီကိုဒါပေါင်26တန်းနဲ့ခေါ်ယူခြင်းနေတယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတချို့ကဖော်ပြလည်ရှိတယ်တဒီကစားသမားလေးနဲ့ပတ်သက်ပြီးတော့ဒီကစားသမားလေးကဒါစီဗီလာမှာဒီရာဒီမှာဆို၅ဘွဲကစားပြီးတကူသွင်းယူထားတယ်ဒါအရက်ကတော့6ပေနဲ့တလမရှိပြီးတော့အသက်က23နှစ် ဒါဒီကစားသမားလေးကဒါစီဗီလာမှာဆိုလို့ရှိရင်ပုံစံကောင်းနေပြတ်တန်တဲ့ကစားသမားလေးပေါ့လေဒါကွင်းလယ်မှာဆိုလို့ရှိရင်သူ့အနေနဲ့ပါဝင်လာတဲ့ပွဲထဲမှာဒါကောင်းကောင်းခြေစွမ်းပြနေတာမျိုးတွေရှိတယ်ဒါကျွန်တော်ဟိုသူ့ရဲ့ highlight လေးတွေပြန်ကြည့်ရတဲ့ပုံစံမှာလည်းသူ့အနေနဲ့ဒါတော်တော်လေး aggressive ဖြစ်ဖြစ်ဆော့နိုင်တာကိုကျွန်တော်လည်းမြင်တွေ့ရတယ်ပြည့်စုံဒီကစားသမားလေးအသက်က23နှစ်ပဲရှိတာဖြစ်တဲ့တူရတော့အာဆင်နယ်အသင်းမှာဆိုလို့ရှိရင်နောက်ထပ်9နှစ်လောက်ဒါအေးအေးဆေးဆေးအသုံးပြုနိုင်နေတာဖြစ်တဲ့အတွက်အာဆင်နယ်အသင်းကိုခေါ်ယူနိုင်မယ်ဆိုရင်တော့ဒါကွင်းလယ်မှာကျွန်တော်တို့ဒါ Declan Rice တို့ to uh. မာတင်ဇူဘီမန်ဒီတို့နေရာမှာဒါကောင်းကောင်းအသုံးပြုသွားနိုင်တဲ့ကစားသမားလို့ကျောင်းနေနေမြင်မိတယ်။ဒါမာတင်ဇူဘီမန်ဒီနေရာမှာဒါခရစ်ယာန်တော့ကရှိတာဖြစ်သည့်တိုင်အောင်ခရစ်ယာန်တော့ကအနေနဲ့ဒါအသက်က30ကျော်ပြီဖြစ်တာဖြစ်တဲ့တို့ကဒါဘာဖြစ်ဖြစ်အာဆင်နယ်အသင်းနေတဲ့လူငယ်ကစားသမားတယောက်ကိုခေါ်ယူထားခြင်းကဒါခရစ်ယာန်တော့ကရဲ့အရန်လည်းဖြစ်သွားနိုင်တယ်လို့ဒါမာတင်ဇူဘီနေရာမှာလည်းတရက်အစားတို့အသုံးစွဲနိုင်တာဖြစ်တဲ့အတော့ဒါအာဆင်နယ်အသင်းတို့ကတော့ဒါကောင်းတဲ့သတင်းတစ်ခုပဲပေါ့လေ။ဒါကတော့အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ် 哎。Hey.